အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့မှု희စင်က cherry သင်းမောစီးပြီးတော့ဒလဟိုဘက်ကန်းကိုခြောက်လဲပါမယ်ဒလဟိုဘက်ကန်းမှာဘာတွေရှိမလဲဘလို့အထင်ကြီးရနေရာကိုခြောက်လဲမလဲဆိုတာလိုက်ပြီးကြည့်ပေးကြပါအောင်ရှင်အဲ့တော့အရင်ဆုံးသင်းမောနဲ့ဂူဖို့အတွက်သင်းမောလက်မှတ်ဝယ်ရပါမယ် င်မောဆီမှာပေါ့နော်တင်မောကဟိုဟာတို့10နာရီထွက်မှာပါအဲတင်မောကဆိုလို့ရှိရင်မနက်9နာရီခွဲရနေပြီးစပြီးထွက်တယ်ပေါ့နော်ည9နာရီခွဲပြီးသူကမိနစ်20ကိုတစည်းထွက်တာဖြစ်ပါတယ်အဲအခုဟိုဟာတို့ကမနက်ပိုင်းဆိုလို့ရှိရင်ဒါရုံးသမားတွေလည်းနည်းနည်းလေးတင်မောမှာလူများမယ်ထင်လို့ပေါ့နော်အခုဒီချိန်လေးကိုရွေးပြလာလိုက်တာပါအဲတော့တင်မောဆီပါမေး လှမ်းမြင့်နေတာဆိုလို့ရှိရင်ဒလဒဒါကြီးပဲဖြစ်ပါတယ်အခုဆိုရင်ဒါဒလဒဒါကြီးရတယ်ဆောက်လို့ပြီးတော့မှာပေါ့နော်ဒီလဒလဒဒါကြီးဆောက်လို့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဒလနဲ့ရံကုန်ကိုအရင်အချက်ပို့ပြီးတော့သွားလာတာလွယ်ပူရမယ်နိနိကက်ကက်လေးလိုလဲခံစားအမှာပါအခုဆိုလို့ရှိရင်ဒလနဲ့ရံကုန်တော့ဒီလိုသင်းမောနဲ့ဂူမဲတန်မန်နဲ့ဂူမဲအဲ့လိုပဲဂူလို့ရပါပေါ့နော်နောက်ဆိုရင်ဒီဘွားနဲ့ကားနဲ့လည်းဂူလို့ရမှာပါ ဒိုးစိတ်ကနေပြီးတော့ဒလားကဒိုးစိတ်ကိုဒီသင်းမွားစိုက်မှာပေါ့နော်။အိုးမှာဆိုလို့ရှိရင်အဲ့ဒါကားကူးတဲ့ဇက်လို့ခေါ်ပါတယ်။ရန်ကုန်နဲ့ဒလားကိုကားတွေကိုတင်ပြီးတော့သင်းမွားနဲ့ပြတ်တာ။အိုးမှာကတန်မန်လေး။အိုးတစ်ခါတော့ကစီးရဲ့တန်မန်။ရှေ့တစ်ခါဘလို့မှာတော့တန်မန်စီးပြီးသွားတယ်။အေးရပါလေကဟုတ် တင်မောဟာမစင်းငင်ကလေးရပါတော့အဲ့တချို့ရမေးကြပါတော့ဟာအတန်ရအကျေရောဒေးဒေးဖြာပုံကြိုက်လက်ပါသေးလားဆိုတော့တို့ကဒီတလားနေပြီးတော့အဲ့မျိုးတွေသွားလို့ရအောင်ဆိုတော့ဒီမာရဲကတခါရဲ့တို့ကဟိုအဲ့လိုပက်စင်ညာခေါ်တာပေါ့နော်အဲ့လိုပုံစံမျိုးပါ Hey, got it. ခုဒလားမျိုးပေါ်ရောက်လာပါပြီအဲ့တော့ဒီမှာလဲဒလားမျိုးမှကြိုးစောပါဤဆိုဆိုင်းမိုကြီးကိုတွေ့ရမှာပါရှင်အဲ့တော့ဟိုကတော့ဒလားထဲမှာရှောက်တောင်းပါဆိုတော့တုံးမိတ်တောင်းပါမယ်သူဒီဒလားကိုရောက်လာတဲ့အချိန်ကျတော့သူကားတွေပါတိတ်ပြီးတော့မတွေ့ရဘူးနော်ဆိုက်ကားတို့တုံးဘင်းတို့ဆက်ဘင်းတို့အဲ့လိုလေးပဲတွေ့ရပါတယ် ခုကဟိုကတော့ဒီရောက်တဲ့အချိန်ကဆယ်နာရီခွဲမခွဲသေးဆယ်နာရီ20ပဲရှိသေးတယ်ဆိုတော့ဒလမနက်ခင်းစီလေးကိုပြိတက်ချီလို့အရင်ဆုံးလိုက်ပြပေးချင်ပါတယ်အဲ့တော့အခုသုံးမိတ်ပေါ်မှာပါရှင်ဟောသုံးမိတ်ပေါ်ကြလားပါကအိမ်တော်တော်များများကြတော့သူကအဲ့လို အောက်မှာအဲ့လိုတိုင်ချောင်ပြီးတော့လေအဲ့လိုအမြင့်ပေါ့နော်အဲ့လိုဆောက်ကြအများပါအဲ့အိမ်တိတိလေးပေါ့နော်အုတ်အိမ်လေးလည်းရှိရောရှိလမ်းနည်းနည်းကျန်နေပြီစင်းရတဲ့နေရာရွှေ့သွားပြီဆိုဘာလဲတော့တော့အော်အရင်ကမြို့ထဲမှာမြို့ထဲဟာကိုရွှေ့ပြီးတော့ဖြိုပလိုက်တာဖြိုဖြိုပြီးတော့အဲ့တင်မောစိတ်နည်းနည်းကြီးရအောင်ဟုတ်နည်းနည်းမြို့ ဟုတ်အတင်တမဒီတမစင်နာမှာဆောက်ထားပါဗောဟုတ်ကဲ့ဩဒါအခုဒလာရဲ့ဈေးဒလာမှာရှိရဲ့ဈေးပါ ခုနကဒါသုံးမိန်းနှားလာပြီးတော့ဒလာရဲ့ဈေးလေးပေါ့နော်ဘလိုမျိုးလေးသူတို့ဖွင့်ကြတဲ့ဈာလိုက်ကြည့်ကျင်လို့ဒါသုံးမိန်းကနေတော့သုံးမိန်းရက်ခိုင်မျိုးကိုဆင်းလိုက်တာပါဒါကတော့ဒလာရဲ့ဒါအောင်မင်္ဂလာရက်ကွက်မှာရှိတဲ့ဈေးလေးပေါ့နော်အခုချိန်ကနည်းနည်းဈေးလေးရောက်ကွဲသလိုဖြစ်သွားပြီဒါငားတွေအတိအနှံရောင်းရတော့ဟိုညံကဈေးနဲ့ပုံမှန်ပါပဲဘာမှအဲ့လိုထူးထူးခြားခြားရောမရှိဘူးပေါ့နော်ဒါပေမဲ့အဲဘလိုပြရမလဲဒလာဆိုတည်ရမလားလေးလေးပါတိုက်ပြီးသူတိတ်ပင်လေးနဲ့အဲ့လိုမလေးခွေးတကောင်ကကြိုက်နေတယ် အဲ့တော့အခုဒလာရဲ့ဈေးလေးကဘယ်လိုမျိုးလဲဆိုတာလိုက်ပြီးကြည့်လိုက်ပါဦးရှင်။ဘယ်ဒီတခွာမျိုးပဲ။ ာမြို့နယ်ဆိုတာကဟိုးအရင်တုန်းကမွန်တွေတည်ထောင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။တလောက်ကိုပုဂံခစ်ကတလောက်လို့ခေါ်ပြီးတော့တလောက်ဆိုတာကမွန်ဘာသာစကားတုံတလင်းဆိုတာနဲ့ဆင်းသက်လာတာဖြစ်ပါတယ်။ခုနကဈေးဘက်ကိုရှောက်ပတ်ကြည့်ခဲ့ပြီးပြီဆိုတော့အခုကအဲ့ရနေမှာသုံးမိန်ထန်ခါပြီးတော့ဒါတလားမျိုးနဲ့မျိုးရဲ့တလားမျိုးရဲ့ထင်ရှားတဲ့ဈေးတွေတခုဖြစ်တယ်။ဒါရွှေဆိုင်ရဲ့ဈေးတွေတော့သွားနေရပါ။ရွှေဆိုင်ရဲ့ဈေးတွေတော့အထီးဝဲခုနကဈေးလေးကနေပြီးတော့သုံးမိန်ကနှစ်ထောင်ပြရပါတယ်ရှင်။ မာပါနှစ်ချောင်းပါကျေးဇူးပါဒလောက်အောင်ချောင်းတော့ရောက်ခဲ့ဖះဝင်ဖူးကြပါမယ်ဆိုင်ရန်စီတော်ရဲ့အခုဆောင်းနှမ်းလေးတွေမှာပါ ဖရားရဲ့တရားရဲ့ဆိုတဲ့အတိုင်းမှာဝင်လာတဲ့လေးလေးချူတာအရင်အေးချင်ပါတယ်အခုကဂျာရဲ့ဆိုတဲ့အခါကျတော့ဖရားဟိုမှာလူနဲ့တိတ်ပြောမရှိဘူးပေါ့နော်ဟိုကအင်တာနက်မှာရှာထားတာကတော့ဒီရွှေစားရဲ့စီးရီးဆိုတာကဒလားမျိုးရဲ့ထင်ရှားတဲ့စီးရီးတစ်ခုဖြစ်ပါတယ်စီးရီးတစ်ခုဖြစ်ပါတယ် ခုအားဒီရွှေစာရင်စီတော်မှာပေါ့နော်ဒီအရာဟုတောက်မှာဆိုလို့ရှိရင်ဒါဟုံးလုံငယ်နှစ်ပေါင်း100ကျော်ခရက်ကလုံးဝမပြတ်မပြတ်မပုံမတိုးပဲနဲ့တရှိနေတယ်ဒါယဟန္တာဥပညာရဲ့ယုတ်ကလပ်ပေါ့နော်အေယုတ်ကလပ်ကိုဟိုဟာကိုလိုက်ရှာနေတာပါယဟန္တာဥပညာစံအကြောင်းကိုတွေ့ပါပြီ ဒါကတော့ယဟန္တာဥပညာရဲ့ယုတ်ကလက်ရှိတဲ့စံကြောင်းပဲဖြစ်ပါတယ်။ဒီယုတ်ကလက်တော်ကဒါနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့လည်းပေါ့နော်။ပုတ်ပြက်ခြင်းမရှိဘဲနဲ့ကြန့်ရှိနေတာမို့လို့ဒေတာခန်တွေရဲ့အထူးကြည်ညိုမှုလည်းရရှိစေပါတယ်။အခုကတော့ဟိုကတော့တကားပိတ်ထားလို့ပေါ့နော်။ဟိုအထက်လေးတော့ဝင်လို့မရတော့ဒါပေမဲ့ဒီအပြင်ကနေပြီးတော့လည်းယဟန္တာဥပညာရဲ့ယုတ်ကလက်ကိုဖူးမြော်လို့ရပါတယ်။ဒီ Yahoo ထောင်းရဲ့မျက်နှာချင်းဆိုင်မှာတော့ဒါရဟန္တာဥပညာစံကြောင်းပေါ့နော်ဒီ Yahoo ထောင်းနဲ့ဘေးကပ်ရက်မှာပဲဒီကြောက်လေးကိုတွေ့ရမှာပါ ဒီလိပ်ကကြတော့ဘလို့အဓိပ္ပာယ်မျိုးနဲ့ရှိရလဲဆိုတော့ဒီရဟန္တာရဲ့ငယ်နာမည်ဦးလိပ်ပေါ့နော်ရဟန္တာငယ်နာမည်ဦးလိပ်ကိုကိုစားပြုပြီးတော့ဒီကြောက်လိပ်ကလည်းဒီရွှေဆိုင်ဇီရီတော်ကိုဦးတိုက်နေတဲ့ပုံစံကြီးတွေ့ရမှာပါဒီရွှေဆိုင်ဇီရီတော်ကဒါအရန်လဲတကိုးကြီးတယ်လို့ရှင်ဒါအရန်လဲနာမည်ကြီးရယ်ပေါ့နော်အားချောင်းမလို့ဒလားမျိုးရောက်ခဲ့မယ်ဆိုလို့ရှင်တော့ဒီရွှေဆိုင်ဇီရီတော်လည်းမဖြစ်မနေဝင်ရောက်ဖွင့်တော်တင်ပါရဲ့ရှင်အဲ့တော့ဥမာတို့ဒါဖျားဖူးပြီးဆိုတော့ဒလားမျိုးရဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နေရာလေးတချို့ခေါ်သားပြပါအောင်မရှင် ဘယ်အချိန်ကစဆွဲတာကိုရမနက်မနက်မနက်လားကိုရဟုတ်ကိုရဘောပဲဟိုပုံပုံပုံပေါ်ထားရအော်ဆိုးလဲဆိုးရတာပဲဟောကိုရပုံမှားတော့ခဏခွဲလောက်တော့ခွဲတယ်အခုဒါကတော့ဒလ၅ဖန်းရွာရဲမှာပေါ့နော်အဲဒလ၅ဖန်းရွာမှာကျတော့သူတို့ကဒီနေတဲ့အိမ်လေးတွေကကျတော့အများဆုံးဒီတက်သားတွေဝါးတွေနဲ့ပဲစောက်ကြပါပေါ့နော်အဲဒါကြောင့်မလို့အဲ ပြောရလို့ရှင်တော့ဒီဒီနားလေးကိုလာလိုက်မယ်ဆိုလို့ရှင်တော့ဒီအော်ငါးဖန်းရွာရဲ့အဲဒါလူနေမှုပုံစံလေးတွေပြီးလို့ရှင်အဲဒီကျင်းတဲ့ဆန်တဲ့ delay လေးကိုမြင်ကြရအောင်ဖြစ်ပါတယ်အခုဒါကတော့ဒလတင်မောချင်းတော့ရောက်လာပါဒီဒလတင်မောချင်းကဒီပြည်ရင်းရေချောင်းပို့ဆောင်ရေးရဲ့တက်တန်းအရှိအကြဆုံးရေရင်တွေပြုပြင်တဲ့တိဆောက်တဲ့နေရာဖြစ်ပါတယ်အရင်တော့ဆိုရင်တော့ဒီကျေးသွန်းလုပ်ငန်းနေချောင်းလည်းနာမည်ကြီးပါတယ်ဟာ1852ခုနှစ်မှာစတင်တည်ထောင်တာဆိုတော့အခုဆိုရင်နှစ်ပေါင်း100ကျော်သွားပါပြီ ဒါပေမဲ့အဲ့ဒီ1852ခုနှစ်မတိုင်ခင်ကတည်းကလည်းဒီသင်္ဘောချင်းကရှိခဲ့တာလို့လည်းသိရပါဗျအခုရှေ့မှာတွေ့နေရတော့ဒလနာယီစင်ပေါ့နော်နာယီစင်ကအရင်တော့ဒလမျိုးအလေတဲတဲမှာရှိတာပါအဲ့ဒီနာယီစင်ကိုဒါဒလတရာဆောက်မှမို့လို့ဆိုပြီးဖြတ်လိုက်ပြီးတော့အခုဒါကတော့ဒလရဲ့ဒီသင်္ဘောချင်းသားမှာ ဒလနာရီစဉ်ကိုအစ်စ်ပြန်ဆောက်ထားတာဖြစ်ပါတယ်အခုတော့ဆောက်လက်စာတန်းလန်းပေါ်တော့မပြီးသေးဘူးဟိုဒလနာရီစဉ်အဟောင်းကတော့ဖြိုပြစ်လိုက်ပါပြီနိုင်စဉ်အဟောင်းကဆိုလို့ရှိရင်လည်းဒါ1990ခုနှစ်လောက်ကလေးကတိဆောက်ထားတိဆောက်ခဲ့တာဆိုတော့နှစ်ပေါင်း35နှစ်ကျော်တက်တန်းပေါ့နော်အဲ့တက်တန်းရှိပြီးမှပဲဒါနိုင်စဉ်အဟောင်းကိုဖြိုပြစ်လိုက်တာပါအဲ့ရောနိုင်စဉ်အစ်စ်ပါရှင်ဟုတ်ကဲ့ရှေးသားရှေးသားရတော့ဒီရှေးသားထည့်ရသေးပေးခဲ့ရှေးသားရနေပြီးတော့ငါးဖန်းရွာ ဟုတ်ကဲ့တန်ခါရောကနေဒီမော်ချင်းအတုံးတော်ဆို5000ပေါ့ဟုတ်ကျေးဇူးများကြီးပါတယ်ဟုတ်ကဲ့နမင်းနာနမေရောဥအောင်မြင့်မြတ်ဟုတ်ကဲ့ဒလာကိုလာခဲ့မယ်ဆိုလို့ရှိရင်ဥအောင်မြင့်မြတ်ရဲ့သုံးမိန်လေးကိုလည်းငှားစီးတော့ရပါရဲ့ရှင်ဖုန်းနံပါတ်လေးလည်းပါပါရဲ့ဟိုဒီတော့ပုံပြသုံးမိန်အများကြီးဆွဲရပါချင်းအိုက်ဖုန်းမြတ်တယ်ကျေးဇူးပါဟုတ်ကဲ့ရှင်ဦးလေးရသဘောကောင်းတယ်ဒါတော့ ခုအဲ့တော့ဒီတမလေးကိုပြောင်းပါပြီ။ဟိုကတော့လက်မှတ်ဝယ်ပြီးရင်တော့ရန်ကုန်ပြန်မှာတော့ပဲ။ဒီခေါက်မှာတော့မွေစိန်ကရန်ကုန်ရဲ့ဒလကိုဒါ cherry တင်မောကြီးစီးပြီးတော့ဒလဘက်မှာမွေစိန်လိုက်လုပ်ခဲ့တဲ့ဘလော့လေးတော့ဖြစ်ပါရဲ့ရှင်။အဲ့ဆိုနောက်ပတ်ဒီမှာဗန်ရီယိုသွားပြီးတော့မွေစိန်လုံးမလဲတာစိုက်ကြည့်ပေးကြပါအောင်ရှင်။